ဘလွန်လောကရဲ့အထူးခြားဆုံးဖြစ်ခဲ့တဲ့ခရစ်စုရဲ့အဝါကပ်အားလုံးမင်္ဂလာပါလက်ရှိမှာတော့ကလတ်တင်ပွဲစဉ်တွေကိုခိတရနာထားခဲ့ပြီးတော့ International Break အနေနဲ့နိုင်ငံတကာပွဲစဉ်တွေကစားနေကြပါတယ်ဒီအသည်ရဲ့ Premier League အကောင်ဆုံးတိုက်ဆင်မှုတွေကတူဦးဖြစ်နေခဲ့တဲ့ခရစ်စုဟာဆိုရင်သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ New Zealand လေးစဉ်အသင်းနဲ့ပူးပေါင်းနေပါတယ်ဒီအသည်မှာတော့တတော်အသင်းဟာမထင်မှတ်ထားလောက်အောင်ကိုတိုးတက်လာခဲ့ပြီးတော့ဒံဗလာဝင်ဝင်ကိုပါဆင်ခေါ်နေပါတယ်ခရစ်စုရဲ့အသင်းကိုယ်တွေနဲ့အသင်းကိုအဓိကအကျိုးပြုနေခဲ့တာဖြစ်ပါတယ်ခရစ်စုဟာဆိုရင်ဒီအသည် Premier League မှာ18ဂိုးတိကိုသင်းယူထားခဲ့ ပြီးတော့သူတက်ကိုဖို့တွင်နိုင်တဲ့ကစားသမားဆိုလို့ဆာလာဟာလန်နဲ့အိဆာတို့သာရှိလိုတာဖြစ်ပါတယ်။တကယ်ဆိုရင်ခရစ်စုဟာအသက်33နှစ်တောင်ရှိနေခဲ့ပြီဖြစ်ပြီးတော့အသက်ကြီးမှအကောင်းဆုံးအချိန်ကိုရောက်ရှိလာတယ်လို့ပြောရမှာပါ။ခရစ်စုဟာနယူးဇီလန်လက်ရွေးစင်အသင်းအတွက်အားထားတဲ့ကစားသမားတူလည်းဖြစ်ပါတယ်။နယူးဇီလန်အသင်းဟာလက်ရှိ International Break ကာလမှာဆိုရင်သမုဒ္ဒရာပိုင်းဆိုကဘာပလားခြေစစ်ပွဲကစားနေပါတယ်။သမုဒ္ဒရာပိုင်းဆိုကနေလေးသင်းကရှုံထွက်ပုံစံနဲ့ကစားနေကြပြီးတော့အပွင့်ပွဲအနေနဲ့ဖီဂျီနဲ့ကစားခဲ့ရပါတယ်။ပွင့်ပွဲမှာတော့ဖီဂျီအသင်းကို7-0နဲ့အနိုင်ယူနိုင်ခဲ့ပြီးတော့ ဖိုင်နယ်မှာတော့ New Caledonia အသင်းနဲ့ရင်ဆိုင်ရမှာပါ။ Fiji ကိုခုနကကိုပြတ်နိုင်ရခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့တိုက်စုမှုခရစ်စုလည်းပွဲထွက်ခဲ့ပါတယ်။အဲဒီပွဲစဉ်မှာခရစ်စုက hat-trick ပါသင်းယူနိုင်ခဲ့ပြီးတော့62မိနစ်မှာပဲလူစားလဲခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့ခရစ်စုကဘောလုံးလောကရဲ့အထူးခြားဆုံးလို့ပြောလို့ရမယ်။အဝါကတ်မျိုးကိုပြသခံလိုက်ရပါတယ်။ခရစ်စုကလူစားလဲခံခဲ့ရပြီးတဲ့နောက်မှာတော့ပွဲကြီးစံပတ်ကိုတွားရောက်ပြီးပိတ်သက်တွေကိုလက်မှတ်ထိုးပေးရင်းနဲ့အမတ်တရားတပ်ပုံတွေရိုက်ပြီးနေခဲ့တာပါ။ဒီပွဲကသူတို့အတွက်လွယ်လွန်းနေခဲ့တာကြောင့်ပွဲမပြီးသေးခင်မှာနဲ့ခုလိုပိတ်သက်နာကိုတွားခဲ့တာဖြစ်ပါတယ်။ဒါဟု ုတ်ကွင်းနယ်တိုင်းကခရစ်စုကိုအဝါကပ်ပြတ်သားသွားခဲ့ပါတယ်။ပမ်ပီဒီပဲပွဲကြီးစဉ်မော်သွားတဲ့အတွက်ကွင်းနယ်တိုင်းကလည်းလာရောက်တတိပီးတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါမျိုးအဝါကပ်ဆိုရင်ဘရွန်လောကမှာဖြစ်တောင်းဖြစ်ခဲ့လို့တောင်ပြောလို့ရပြီးတော့ခရစ်စုကိုယ်တိုင်လည်းအရင်ကုန်နှန်းမှာတယောက်တည်းချိန်ယူနေခဲ့တာကိုတွေ့ရပါတယ်။နယူးဇီလန်လည်းရွေးစဉ်အသင်းဟာပြီးခဲ့တဲ့ကမ္ဘာပလာ၃ချိန်ဆက်ခြေစစ်ပွဲတစ်ပွဲမှမအောင်ထားဘဲနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့အနေနဲ့အဲ့ဒီနှစ်တင်မှာသမုတ်တရားပိုင်းခြေစစ်ပွဲကိုတော့အောင်မြင်ခဲ့ပါတယ်။သမုတ်တရားပိုင်းဆောင်ကတိုက်ရိုက်ဝင်ဝင်မရတာကြောင့် Intercontinental Playoff ပြန်ကစားခဲ့ရပြီးတော့အဲ့ဒီမှာပြုတ်လာခဲ့ရတာဖြစ်ပါ ါတယ်။လာမယ့်ကမ္ဘာ့ဗလာကြရင်တော့ပြန်မဝင်အသင်းရဲ့တလဲတုံ့ပြန်ထားပြီးမှလို့သမုဒ္ဒရာပိုင်းဆောင်ကနေတိုက်ရိုက်တင်းဝင်မရရှိတော့မှာပါ။အဲကြောင့်နယူးဇီလန်အသင်းနဲ့ဒူကရီဒိုနီယာတို့ကစားမယ့် final မှာအနိုင်ရတဲ့အသင်းကခြေစစ်ပွဲကိုအောင်မြင်တော့မှာပါ။ခြေစွမ်းမအရာလူစင်းအရာပါနယူးဇီလန်အသင်းကအပြတ်သက်သာနေတာကြောင့်ဒီနေ့တော့ကမ္ဘာ့ဗလာခြေစစ်ပွဲအောင်မှုအခြေအနေကောင်းနေခဲ့ပါပြီ။ဆုံးနီ GP ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။